စစ်တပ်ကအာဏာသိမ်းခဲ့တဲ့9နှစ်နီးပါးကာလအတွင်း NLD ဆိုရလက်ထက်ကမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတရားအဖြစ်ပေါ်ဆောင်ခဲ့တဲ့နောက်ဖေးလမ်းကြောင်းဥယျာဉ်တွေဟာထပ်တိုးလုံဆောင်တာမရှိတဲ့အပြင်ရှိနေပြီးသားလမ်းကြောင်းပကြီးတွေအာကစားခွင့်နဲ့တပင်းပန်းမင်တွေဟာထိမ့်သိမ်းမှုမဲ့ကယိုရင်းပျက်စီးနေပါတယ်အဲ့ဒီပြင်တိုက်ခန်းတွေမှာနေထိုင်သူတွေကလမ်းကြတွေတဲကိုအမိုက်နဲ့ဆွမြင့်ပစ္စည်းတွေကိုစီကံမဲ့ပစ်ချတာတွေရှိနေသလိုဥယျာဉ်ဝင်ပေါင်းနဲ့ထပ်ပေါက်တွေကိုလည်းတောက်ခတ်ပိတ်ထားတာတွေရှိတယ်လို့ရန်ကုန်မြို့ကံတွေကပြောပါဗျာ။ဒီဆွေးရက်လက်ထက်မှာတော့လည်းအားအသေးကိုပေါက်ဆက်ထားတယ်ပေါ့။ဒါပေမဲ့ဒီ

ရန်ကုန်မြို့လယ်ကောင်ကနောက်ပိုင်းလမ်းကြောင်းတွေမှာအမိုက်တွေနဲ့ပြည့်နေပြီးရောဂါဖြစ်စေနိုင်တဲ့ကြက်တွေလည်းပေါ်ပြလာနေတဲ့အတွက်နောက်ပိုင်းလမ်းကြောင်းစီမံကိန်းတွေအကောင့်ထဲမပေါ်ခဲ့တဲ့အချိန်ကအတိုင်းအမိုက်ပုံဖြစ်နေညစ်ပတ်နေတဲ့လမ်းကြောင်းတွေပြန်ဖြစ်နေပါတယ်။အဲ့ဒီပြင်နောက်ပိုင်းလမ်းကြောင်းဥယျာဉ်တွေမှာရေးချဲထားတဲ့နေရံပကြီးတွေကစားကွင်းနေရာတွေအမှုပညာလက်ရာတွေနဲ့ပန်းမင်တွေလမ်းကြောင်းတွေဟာတိုက်ခန်းတွေက ပြစ်ချတဲ့အဆွေမြင့်မိုက်တွေကြောင့်ညစ်ပတ်နေသလိုဥယျာဉ်ဝင်ဝနေရာတွေဟာလည်းကားရဲ့နားရနေရာနဲ့ဆိုင်ကမ်းအဖြစ်နေရာယူထားကြပါတယ်။သူကလေဘာမှလည်းမလုပ်တော့ခါကျဒီလိုပဲပေါ့ရင်းကြီးတွေတက် မမင်းလည်းအလိုပဲဒီလိုတရားစီရောဖြစ်နေတာပေါ့။လည်းမကြည့်ကြအောင်ကလေးတွေလည်းမဆော့ကြအောင်နဲ့ဒီလေကျမလိုက်တော့ကြည့်တယ်။ဘယ်ဘယ်တိုင်း channel ရှိရဲ့ရောက်သရားမှလည်းရှိရဲ့အများကြီး on the line တော့အဲ့လိုလမ်းကြရင်နောက်ကလေးဟိုဘက်ဒီဘက်ဈေးဆက်ဒီမှာရှိတယ်သူကြောက်တရားမှာဆိုရင်ဒီဘက်36လမ်းတော့35လမ်းတော့33လမ်းတော့34လမ်းတော့အဲ့ဈားတွေတောင်မှလည်းရှိတယ်ဒါပေမဲ့သူကတော့တကားဒီဘက်ကြီးတော့ပိတ်ထားတယ်ဗောနော်မိုးဦးလေးဒီဘက်ကြီးတော့ရှိသေးတယ်အဲငကူဆွဲထားတဲ့ဒီဒီကားဒီဘက်ကြီးကတော့မိုးလေးဆိုတော့လည်းရေကြီးဒီဘက်ကြီးတော့တက်နေရပါဗျာပြန်ပြည်ပြင်နိုင်ဘက်ကြီးတော့မရှိသေးဘူး NLD အစိုးရလက်ထက်မှာဒေသဖွံ့ဖြိုးရေးအတွက်တိုင်းဒေသကြီးလွှတ်တော်ကနေတိန်းတထောင်ဘတ်ဂျက်အထိသတ်မှတ်ပေးထားခဲ့ပေမဲ့လက်ရှိမှာနောက်ဝေးလက်ညဥယျာဉ်စီမံကိန်းအတွက်ဆက်လက်ထောက်ပံ့တာမျိုးမရှိတော့ဘူးလို့သိရပါဗါးနောက်ဝေးလက်ညဥယျာဉ်စီမံကိန်းကို NLD အစိုးရလက်ထက်2016ခုနှစ်မှာရန်ကုန်ဝေါ်ဒိုးအိမ်မြို့ပြထင်းသိမ်းရေးအဖွဲ့တို့နဲ့ရဲရွာနေပြည်သူလူထုတို့ပူးပေါင်းကောင်တွေပေါ်ခဲ့တာဖြစ်ပါတယ်ရန်ကုန်မှာနောက်ဝေးလက်ညဥယျာဉ်20ကျော်ရှိတဲ့အထက်ကဥယျာဉ်12ခုကိုဒိုးအိမ်ကဖန်တီးခဲ့တာဖြစ်ပါတယ် ူရှင်လုပ်ကြရဲဒီအနာသိန်းနောက်ပိုင်းမှာတော့ကျွန်တော်ထိမ့်သိမ်းမှုတွေတွေ့ရလာပါတွေ့ရလာဆိုအမှန်တကယ်ပြောရင်တော့ခင်းစနစ်ကြီးကမကောင်းနေတဲ့အချိန်မှာတော့ပေါ့နော်ကျွန်တော်တို့ဒါမျိုးတွေထိမ့်သိမ်းမှုတွေတော့တို့ကိုယ်တိုင်ဒါတွေကိုစိတ်ဝင်စားပါလေမဟုတ်လုံးပါလေမဟုတ်ဘူးဒါမျိုးတွေကိုဆက်ပြီးထိမ့်သိမ်းမှာမဟုတ်ဘူးကြောင့်တော့ ပြည့်စည်မယ်ဆိုတော့ကျွန်တော်တို့အတိအကျပဲပေါ့နော်။ပြီးဆက်ထားတဲ့အရာတွေတော့ကတော့အရာအလုံးတော့နှမျိုးစရာတော့ပေါင်းတယ်ပေါ့နော်။ဘာလို့ဆိုအရေးတစ်ခုကိုကျွန်တော်တို့အားလုံးလုပ်ခဲ့ကြရတယ်။ဒါပေမဲ့အခုတလောကတော့ကျွန်တော်တို့ဘာမှခစ်စနစ်မကောင်းနေတဲ့အချိန်မှာတော့အကုန်လုံးကတော့အရာအလုံးကတော့ပြည့်စည်နေကြတာပြီးတော့အဲ့ဒါကြီးတော့စိတ်မကောင်းလဲဖြစ်သလိုခုနပြောသလိုပေါ့နော်။ကျွန်တော်တို့ဒီဆက်ပြီးတော့ကျွန်တော်တို့ပြန်လေဒီဆောက်တဲ့အခါမှာပြန်ပြီးလုပ်ရတော့မယ်လို့ပဲကျွန်တော်ပြောနေပါတယ်ဟုတ်။စတက်ကအာနာသိင်းရတဲ့2022ခုနှစ်မတိုင်မီကရန်ကုန်မြို့လေကောင်က တိုက်တွေရဲ့နောက်ဝေးလန်းကြားစီမံကိန်းနေရာတွေဟာ ရန်ကုန်မြို့မှာနေထိုင်တဲ့သူတွေအတွက်အပန်းဖြေအားယူရာနေရာတွေဖြစ်ခဲ့ပေမဲ့လက်ရှိမှာတော့ပြည်ပြင်ထင်းထင်းတာမရှိဘဲပြည်ပခံထားကြရပါတယ်။ကျွန်တော်လင်းရင်ပါ